ဲ့တဘူကျေးရွာကိုစစ်တောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တို့ဇွန်လ2ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မိုးလက်နှစ်နာရီလောက်မှာအင်အားတရာဝန်းကျင်လောက်ပါတဲ့စစ်ကောင်စီတပ်ဟာစစ်တော်ရကျေးရွာဘက်ကနေစစ်တောင်းထိုးလာခြင်းတော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်လို့တနအီဝန်းကျင်ကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ထိခိုက်သိမ်းဆုံးမှုရှိတယ်လို့သိရပြီးတော်လှန်ရေးပူးပေါင်းတပ်ဖက်ကထိခိုက်မှုမရှိဘူးလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ လက်ရှိမှာတိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ကိုတော်လှန်ရေးတပ်တွေကနေမြေရှင်းလင်းတာမှာစစ်ကောင်စီတပ်ကတိုက်ခိုက်မှုရှိလို့စစ်ကူတာထားတဲ့အနေအထားတွေတွေ့ရတယ်လို့ဆိုပါတယ်။ပလောမျိုးနဲ့ပကဖပြန်ကြားရေးတာဝန်ခံကလည်းတိုက်ပွဲဖြစ်တာမှန်ပြီးအသေးစိတ်အကြောင်းအရာကိုမသိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကို NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပလောပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့စီကသိရပါဗျာ။ ပလောမျိုးနဲ့တဘူရွာနဲ့ဆက်တော်ရွာဝန်းကျင်မှာအခုနှစ်စံပိုင်းကစစ်ကောင်စီတပ်နဲ့ဒေါ်လာရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်ခဲ့ပါရရှင်။